တစ္ဆာဆိုတာပါလေလူတယောက်ရဲ့ဘဝမှာတစ္ဆာတရားဆိုတာအုံမြစ်တစ်ခုလိုပါပဲလူသားသူရဲ့စိတ်နဲ့စိတ်ထားနဲ့ကိုကျင့်တရားကိုရောင်ပြန်ဟက်ပြတဲ့မန်တစ်ချက်လိုပါပဲတစ္ဆာရှိရဆိုတာကိုလှုပ်တဲ့အရာ ပြောတဲ့စကားနဲ့တွေးတဲ့အတွေးတွေတစ်ထက်တည်းကြနေတာကိုဆိုလိုပါတယ်တစ္ဆာရှိခြင်းကကိုယ့်ကိုယ်ကိုလေးစားမှုရှိတယ်လို့သူတစ်ပါးရဲ့ယုံကြည်မှုတွေကိုလည်းရရှိစေပါတယ် ကျွန်တော်တို့ဟာလူပောင်လောကမှာအပြန်အလှန်မိသိနေတိုင်းကြတာဖြစ်လို့အချင်းချင်းယုံကြည်မှုရှိဖို့ဆိုတာအလွန်အရေးကြီးပါတယ်။အဲ့ဒီယုံကြည်မှုကိုဖြစ်တည်စီတာကတော့တစ္ဆာတရားပါပဲ။တစ္ဆာတရားဆိုတာ ਨੇ ပယ်အမျိုးမျိုးမှာခွဲခြားကြည့်လို့ရပါတယ်။ပရမဆုံးအနေနဲ့ကိုကိုကိုတစ္ဆာရှိခြင်းအကြောင်းကိုပြောပြချင်ပါတယ်။ကိုကိုကိုတစ္ဆာရှိရဲဆိုတာကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ခံယူချက်တွေကိုအလေးထားပြီးကိုယုံကြည်တဲ့အတိုင်းအမှန်တကယ်လှုပ်ဆောင်နေတာကိုဆိုလိုပါတယ်။ ဥပမာတစ်ခုခုကိုမားနေတယ်လို့ယုံကြည်တဲ့အခါလူအများစုကဒါကိုလက်ခံနေရင်တောင်ကိုယုံကြည်တဲ့အတိုင်းရရဝုံဝံရက်တည်ရဲတဲ့တသက်ကိုဆုလိုပါတယ်။ဒါလူတစ်ယောက်ရဲ့ပင်ကိုဇရိုက်ကိုခိုင်မာစေပါတယ်။ကျွန်တော်တို့ဟာကိုကိုကိုတစ္ဆာမရှိဘူးဆိုရင်သူများရဲ့အမြင်ကိုလိုက်ကြည့်ပြီးအချိန်တိုင်းပြောင်းလဲနေတဲ့အရေးပြောရေခဲတုံးတတုံးလို့ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ကိုကိုကိုတစ္ဆာရှိခြင်းဟာဘဝမှာအမှန်တကယ်ပျော်ရွှင်ဖို့နဲ့အတိတ်ပဲရှိရှိနေထိုင်ဖို့အရေးကြီးပါတယ်။ ကိုယ့်ရဲ့ပင်ကိုစိတ်ရင်းကိုလစ်လျူရှုပြီးသူများပုံစံအတိုင်းအသင်လိုက်နေရတဲ့ဘဝစိတ်ပိုင်းဆိုင်ရာပင်ပန်းဆင်းရဲမှုတွေကိုသာဖြစ်စေပါတယ်။ဒုတိယအနေနဲ့အချင်းချင်းသစ္စာရှိခြင်းပဲဖြစ်ပါတယ်။ဒါကတော့လူမှုဘဝမှာအရေးကြီးဆုံးအရာတွေထဲအတစ်ခုပါ။တညာချင်းချင်းချင်းမေတ္တာစုဝင်အချင်းချင်းလှုပ်ဖော်ကင်ဖက်အချင်းချင်းသစ္စာရှိဖို့လိုပါတယ်။ဥပမာခက်ခဲတဲ့အချိန်မှာကုဘေးနားမှာရှိနေပေးမဲ့တညာချင်းတယောက်ရဲ့သစ္စာတရားကိုဘယ်တော့မှမမေ့ပါနဲ့။ ကြာခိုင်မာတဲ့ဆက်ဆံရေးတွေကိုတိဆောက်ပေးပါတယ်။သစ္စာဆိုတာဂတိစကားကိုလေးစားလိုက်နာခြင်း၊နောက်ွယ်မှာမကောင်းမပြောခြင်း၊လိုအပ်တဲ့အချိန်မှာအားပေးကူညီခြင်း၊စရာတွေကိုဆုလိုပါတယ်။မေတ္တာစုဘဝမှာသစ္စာဆိုတာအခြေခံအုတ်မြစ်တစ်ခုလိုပါပဲ။မိဘအပေါ်၊သားသမီးအပေါ်သစ္စာရှိခြင်းဟာမေတ္တာစုတစ်ခုလုံးရဲ့တာယာပျော်ရွှင်မှုကိုတိဆောက်ပေးပါတယ်။အိမ်အောင်ဘက်အချင်းချင်းသစ္စာရှိခြင်းဆိုတာကတော့ပိုလို့တောင်အရေးကြီးပါတယ်။ ဒါအပြန်အလှန်လေးစားမှုနဲ့ချစ်ချင်းမြတ်တာကိုခိုင်မြဲစေပါတယ်။မိတ်ဆွေအချင်းချင်းဆိုရင်လည်းတစ္ဆာရှိမှုဟာဆက်ဆံရေးကိုပိုပြီးနှက်ဆိုင်စေပါတယ်။စိတ်ရင်းမှန်နဲ့ပေါင်းသင်းပြီးအခက်ခဲကြုံလာတဲ့အခါတစုံတရာမျှော်လင့်ခြင်းရှိပဲရက်တီကူညီပေးခြင်းဟာတကယ်မိတ်ဆွေကောင်းရဲ့တစ္ဆာတရားကိုပြသရာရောက်ပါတယ်။နောက်ဆုံးအနေနဲ့လုပ်ငန်းခွင်တစ္ဆာတရားပါပဲ။လုပ်ငန်းခွင်မှာဆိုရင် ကုမ္ပဏီပေါ်တစ္ဆာရှိတယ်လို့ ကိုယ့်ရဲ့လှုပ်ဖော်ကိုင်ဖဲ့တွေပေါ်မှာလည်းသစ္စာရှိဖို့လိုအပ်ပါတယ်။လုပ်ငန်းရဲ့လျှို့ဝှက်ချက်တွေကိုထိန်းသိမ်းခြင်းအချင်းချင်းနားလည်မှုရှိရှိနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာလုပ်ငန်းခွင်ရဲ့တိုးတက်မှုကိုအထောက်အကူပြုပါတယ်။ဒါ့အပြင်သစ္စာရှိတဲ့ဝန်ထမ်းတရားကုမ္ပဏီကိုကိုယ့်အိမ်လိုတဘောထားပြီးအကောင်းဆုံးဖြစ်အောင်စူးစမ်းလုပ်ကိုင်တတ်ပါတယ်။အချိန်တည်းမှာပဲလုပ်ငန်းကလည်းဝန်ထမ်းပေါ်သစ္စာရှိဖို့လိုအပ်ပါတယ်။တရားမျှတတဲ့လောက်ခလာစာပေးခြင်း ဝန်ထမ်းတွေရဲ့အမြင်ကိုတန်ဖိုးထားခြင်းတွေဟာလုပ်ငန်းခွင်တစ္ဆာတရားကိုပိုပြီးခိုင်မာစေပါတယ်။တစ္ဆာတရားကိုထိန်းသိမ်းဖို့ဆိုတာလွယ်တဲ့အရာတော့မဟုတ်ပါဘူး။တစ်ခါတည်းမှာကိုယ်ပိုင်အကျိုးစီးပွားနဲ့တစ္ဆာတရားကြားမှာရွေးချယ်ရတဲ့အခြေအနေတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့တစ္ဆာတရားကိုရွေးချယ်လိုက်ခြင်းဟာရည်ရှိမှာပိုပြီးအကျိုးရှိစေပါတယ်။တစ္ဆာရှိသူတရားလူတိုင်းရဲ့လေးစားယုံကြည်မှုကိုအလွယ်တကူရရှိနိုင်ပါတယ်။ ဒီယုံကြည်မှုဟာဘဝမှာအရေးပါတဲ့အခွင့်အရေးတွေနဲ့အခွင့်အလန်းတွေကို ဖန်တီးပေးနိုင်ပါတယ်။လူမှုရေးမှာဆိုရင်ခင်မင်ရင်းနှီးမှုတွေတိုးပွားစေပြီးလုပ်ငန်းခွင်မှာဆိုရင်ယာထူးတူမြင့်ခြင်း project ကြီးတွေမှာပါဝင်ခွင့်ရခြင်းစတဲ့အခွင့်အလန်းတွေကိုရရှိနိုင်ပါတယ်။ယုံကြည်မှုဟာလူဖွဲ့စီရဲ့စစ်စင်လှူရှားမှုမှာမရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍအပါဝင်နေပါတယ်။တစ္ဆာရှိတဲ့ဆက်ဆံရေးတွေဟာဘဝကိုပိုပြီးလှပစီပါတယ်။ဘဝမှာအခက်အခဲတွေနဲ့ကြုံလာတဲ့အခါ တစ္ဆာရှိတဲ့မိတ်ဆွေတွေမိသားစုဝင်တွေဟာကျွန်တော်တို့အတွက်အားကိုးရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလိုဆက်ဆံရေးတွေဟာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။တယောက်ကိုတယောက်ယုံကြည်မှုအပြည့်အဝရှိတဲ့အခါအတူတကွပျော်ရွှင်စွာဖြတ်သန်းနိုင်တယ်လို့ခက်ခဲတဲ့အခြေအနေကိုလည်းအတူရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ကိုကတစ္ဆာရှိတဲ့လူတယောက်ဖြစ်တဲ့ဆိုရယ်ခံစားချက်ဟာကိုယ်စိတ်ကိုအေးချမ်းစေပါတယ်။ကိုမန်တယ်လို့ထင်တဲ့လမ်းကိုရှောက်လန်းနေတဲ့ဆိုရယ်စိတ်တက်က ကိုယ်ယုံကြည်မှုရှိစေပြီးပိုပြီးပျော်ရွှင်စေပါကိုကိုတိုင်းအတွက်ရောသူတစ်ပါးအတွက်ပါမန်ကန်နဲ့ဆုံးဖြတ်ချက်တွေချခဲ့တယ်ဆိုရယ်စိတ်ချမ်းသာမှုဟာပတ်စံနဲ့ဝယ်လို့မရတဲ့တန်ဖိုးရှိတဲ့စိတ်ခံစားမှုတစ်ခုပါပဲဒီတော့နှစ်ကောင်ချုပ်အနေနဲ့ပြောရရင်တစ္ဆာဆိုတာစကားတစ်ခွန်းထဲနဲ့အတိတ်ပဲဖွင့်ဆိုလို့မရတဲ့အရာတစ်ခုပါဒါလူတစ်ယောက်ရဲ့ဘဝကိုကျင့်တရားနဲ့ဆက်ဆံရေးတွေကိုတိဆောက်ပေးတဲ့အခြေခံတန်ဖိုးတစ်ခုဖြစ်ပါတယ် ိုကိုကိုတစ္ဆာရှိခြင်းဟာကိုရဲ့တန်ဖိုးမြင့်တင်ပေးပြီးသူတစ်ပါးပေါ်တစ္ဆာရှိခြင်းအရောအပြန်လန်ယုံကြည်မှုနဲ့ခင်မင်ရင်းနှီးမှုကိုတည်ဆောက်ပေးပါတယ်။ကျွန်တော်တို့အားလုံးကိုကိုရိုင်းပေါ်သူတစ်ပါးပေါ်တစ္ဆာရှိရှိနေတိုင်းရင်ပေါ်မလပတဲ့လူမှုအတိုက်ဝန်းတစ်ခုကိုအတူတူတိဆောက်ကြရအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာနားဆင်သူအားလုံးအေးချမ်းသာရပြီးပျော်ရွှင်ကြပါစေ နောက်နေ့တွေမှာလည်းဒီလိုအကြောင်းအရာတွေတင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်